မဟုတ်ဘူး hello မင်္ဂလာပါ social space ရဲ့ကြ ான စီမျိုးကဏ္ဍကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မတွေ့တာလည်းကြာပြီခုပြန်တွေ့တော့လဲတက်တက်ဆန်ဆန်ဆီတော်ရီဝေကွယ်လွန်ခြင်းနဲ့တက်ဆိုင်နေပါတယ်အားကြောင့်ဆီတော်ရီဝေရဲ့ကြပြကို ျွန်တော်တို့အမတ်တရရုပ်ဆိုပေးပါမယ်လက်စီစဉ်ထားပါတယ်ဆရာတော်ရီဝေဟာကဗျာရေးသူတေးရေးသူပကြီးရေးသူဖြစ်ပါတယ်တော်ရီဝေကလောင်နဲ့ကဗျာတွေတချင်းတွေရေးသားပြီးပကြီးကိုတော့ဝေချုပ်ကိုနာမည်နဲ့ရေးသားသူဖြစ်ပါတယ်ဆရာတော်ရီဝေဟာမျိုးတစ်မျိုးလာသုံးစင်းဆိုတဲ့ကဗျာစာအုပ်ကိုလည်း2013ကမြန်မာအေရာစာပေကနေပြီးတော့ထွက်ရှိခဲ့သူဖြစ်ပါတယ် ဆက်သော်ရီဝေရဲ့ကိုရဲ့ခြင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ခင်ဗျဆက်သော်ရီဝေကို1954မတ်လ15ရက်နေ့မှာဒဇယ်ကျက်စုခံရွာမှာမူဖတ်ခဲ့ပါတယ်ဖာဦးထွန်းမိတော်ဦးမူတွေကမူဖတ်ခဲ့တာဖြစ်ပြီးငွေချင်း9ရောက်မှာတတိယသားဖြစ်ပါတယ်သူကအမြင်ရင်ကိုချစ်ဝေဖြစ်ပြီး1954ခုနှစ်မှာမိဘသဘောမတူပေမဲ့ဥပညာကျောင်းဝင်ဝင်ဖြည့်ပြီးတော့မန္တလေးပကြီပပုအကျောင်းကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။နာမည်ရွေးတော့ကျောင်းနာမည်ကိုချစ်ဝေကိုဝေချစ်ကိုလို့ပြေးလိုက်ပါတယ်။ပကြီးပညာကိုဆရာကြီးဥကျော်လေးဆရာကြီးဥတည်အောင်နော်ပြန်ပြောမယ်နော်။ပကြီးပညာကိုတော့ဆရာကြီးဥကျော်လေးဆရာကြီးဥတည်အေးနဲ့တစ်ထွင်းဥဇော်ဝင်တို့စီမှာသင်ကြားခဲ့ပါတယ်။သူ့ရဲ့ပညာသင်ပတ်တွေကတော့ပကြီးမုတ်တုံဥမာလာဖိုရှား ညာမဲကျော်ဆိုတော့ခင်ပညာသင်ပက်တွေကတော့ပကြီးမုတ်တုံဥမာလာဖိုးရှာညာမဲကျော်ခုနခွန်တန်းထွန်းဆိုတော့ခွန်တန်းထွန်းတို့ဖြစ်ပါတယ်ပကြီးတကိုးမျိုးတို့ပကြီးလာထွန်းအောင်တို့ပကြီးရွှေစိုးဟန်တို့ကတော့သူတို့တဲ့အတန်းတန်းငယ်တယ်လို့သိရပါတယ်ခင်1989သူအသက်20ရွယ်လောက်ပေါ့အဲ့ချိန်မှာတော့မင်းလေးပကြီးဘူးကျောင်းအကြောင်းပြီးသွားတာနဲ့ သူတငယ်ချင်းမိုးတုံနဲ့တူရန်ကုန်ကိုပကြည်ရေးဖို့ဆိုပြီးဆင်းလာတယ်ဆင်းလာတော့ကြပြခုရူကြီးတွေဖြစ်ကြတဲ့ဖော်ဝေးအောင်ချိတ်ဥက္ကမေလိုင်းမောင်ချောနယ်ခင်ဝမ်းမောင်တေမင်းတို့နဲ့တွေ့ကြဆုံကြပေါင်းတင်ပြကြပါတယ်ဒီလိုနဲ့ရန်ကုန်မှာနေရထိုင်ရတာကြက်တဲလာတဲ့အခါသူ့ပေါ်လာတယ်ဖြစ်တဲ့သူ့အကိုကြီးတွေဖြစ်တဲ့ ခင်ဝမ်းမော်ချောနယ်ရုံနဲ့အတူပြေကိုလိုက်လံပြီးတော့နေထိုင်ခဲ့ပါတယ်နေထိုင်ပြီးတော့မကြာခင်မှာပဲ1986လောက်မှာတော့သူအမေစီရနေပြီးတော့ဟယ်လင်းတချင်းအတွက်စီးရီးထုတ်ဖို့အတွက်လိုအပ်တဲ့ပုစံကိုပြန်တောင်းခဲ့ပါတယ်အဲကြောင့်သူတို့အဲ့လိုပြန်တောင်းပြီးတော့အမေစီရပုစံရလာတဲ့အခါမှာပထမဆုံးပေါ့ဒီဝိုင်း တီဂီတာဟိုဟေလင်းဆိုတော့သူကတချင်းရေးတယ်တော်ရီဝဲတချင်းရေးတယ်ဟေလင်းကတချင်းဆိုတယ်ဘေ့စ်ဂီတာကိုလေးပြူကတီးတယ်တီဂီတာကိုပီလွန်တီးတယ်ဒရမ်ဒရမ်ဟင်နရီမြောင်းကတီးတယ် Oasis 3ရောမှာတန်သွင်းခဲ့ကြပါတယ်ရန်ကုန်မှာအဲအဲစီရီရဲ့နာမည်ကတော့ကြိုက်သလိုနေနိုင်တယ်ဆိုတဲ့စီရီဖြစ်ပါတယ်အဲစီရီကတော့ထွက်လာခြင်းမရှိဘူးလို့သိရပါတယ်အဲ့ဒါပြီးတော့ဆက်လက်ပြီးတော့ ကြည်ရဲတဲ့ဝေချုပ်ကဟာကြည်ရဲတဲ့တော်ဒီဝေတချင်းရဲတဲ့တော်ဒီဝေဖြစ်နေဆက်လက်ပြီးတော့ Harry Lin ရဲ့ Harry Lin ဆိုတဲ့ series ကိုဆက်ပြီးတော့調査အားထုတ်တဲ့ခါမှာသူ့ရဲ့နာမည် Harry Lin ရဲ့နာမည်ကျော်တချင်းနေဖြစ်ကြတဲ့ပျောက်ဆုံးသွားမှာဆိုလို့အလုံးပြောင်းယူသွားပါလို့တွေးဟစိတ်များလို့အဲ့တချင်းနေဖြစ်ပေါ်လာပါတယ်အဲ့တော့ Leviu သူဆိုတဲ့အလင်းရောင်တို့အိမ်မက်မီယထားတို့ဘာကြီးကလုံးပြီးဝိုင်းနေတော့ အငဲရကံလုံးမြောက်အင်းရပြန်နေ့တင်များအကြောင်းလမ်းပြပါအောင်လို့အခမ်းအပြားဆက်ဖို့ကျော်ရဲ့ငှက်တကောင်စားတဲ့သင်းတွေအပါဝင်ပို့ရည်များစွာရေးဖွဲ့ပြစ်ခဲ့ပါတယ်လူပညာခံယူချက်ကပကြီးရမရကြီးဂီတကတော့အငဲပကြီးကတော့တကူတဲ့လိုရတဲ့အလုပ်ဂီတကတော့တင်းဝါနဲ့လိုရတဲ့အလုပ်လို့ခံယူပြီး ဖြစ်နိုင်ရင်ဝေချုပ်ကိုယ်တာဖြစ်ချင်သူလို့ခံယူထားသူဖြစ်ပါတယ် စ်နိုင်ရင်တော့ဝေချစ်ကိုသာဖြစ်ချင်သူလို့ခံယူထားတဲ့သူဖြစ်ပါတယ်သူတွေ့ရလားတွေ့ရ2023ခုနှစ်မှာတော့ဆီယတိုရီဝေရဲ့တကူတော့ခဗျာစာအုပ်ထွက်ရှိခဲ့ပါတယ်ခဗျာစာအုပ်နာမည်ကတော့မျိုးတမျိုးလာသုံးစင်းလို့ခေါ်ပါတယ်အဲ့စာအုပ်ကိုမြမအေရစာပေနေထွက်ရှိခဲ့တာဖြစ်ပါတယ်ဆီယတိုရီဝေ2025ခုနှစ်အော်တိုဘာလ16ရက်နေ့ညနေ4:40မိနစ်ခန့်မှာ မင်းမျိုးမှရှိတဲ့အောင်တစ္ဆာအထုခုစေယုံမှာကွယ်လွန်သွားကြကြောင်းသိရှိရပါတယ်။ဆရာတော်ဒီဝေရဲ့ကြပြတဲ့ပုဂ္ဂိုလ်ကျွန်တော်တို့မှတ်တရလေးရှင်းဆိုပြရစီခင်ဗျာ။ဆရာတော်ဒီဝေရေးသားခဲ့တဲ့ကြပြတဲ့ပုဂ္ဂိုလ်ဟုတ်ဟုတ်ခေါင်းစဉ်ပြောလိုက်ရအောင်မလား။ကဲဆရာတော်ဒီဝေရေးသားခဲ့တဲ့မဟုတ်ဘူးဆိုတဲ့ကြပြတဲ့ပုဂ္ဂိုလ်ကျွန်တော်တို့ပြဆိုတင်ဆက်ပြရပြီ။ဆရာတော်ဒီဝေ ငြိမ်းချမ်းရပုံပေါ်ရမှာရရှိပါစေလို့ဆန္ဒပြုလိုက်ပါတယ်။မဟုတ်ဘူး။ရောပြရစရာတွေအများကြီးရှိသေးတာ။ကြာသားပရိနစ်မဟုတ်ဘူး။အခြေခံစိတ်ရဖလာနဲ့ဖန်တီးမှုဟာအမှုပညာမဟုတ်ဘူး။ကြိယာမပါတဲ့မိဖွဲ့မှုဟာကြပြဆရာမဟုတ်ဘူး။ကြေကွဲမှုမပါတဲ့ရေပွဲဖွဲ့မှုဟာ ဟာတမဟုတ်ဘူးမိုးတောက်ကျင်တဲ့လူကြီးမင်းရဲ့နနက်ခင်းစာဟာကြပြားမဟုတ်ဘူးရဘောဆက်နဲ့အဲ့ဘက်ကမူးဟာလူရုပ်မှမဟုတ်ဘူးယူသားမှုကိုတပွားလုံးဖက်တွယ်နှစ်မျိုးသွားတဲ့ဖော်ဝေးဟာလူနုံလူအမဟုတ်ဘူး ကဘာဘောကအကြီးအကျယ်ဆုံးမာယွန်းမှုကိုတွေ့ရှိခဲ့တဲ့မောင်ချောနယ်ဟာအရှက်သမားမဟုတ်ဘူးစိတ်တစားပကြီးစာအုပ်နဲ့မိဘမြစ်တာတခြင်းဆိုတဲ့ကိုခင်ဝမ်းဟာသူယူမဟုတ်ဘူးအလားတူအမားတွေကိုဖိခုတ်ထမ်းပြီးတန်တရားလဲပတ်နေတာ나ကြီးတလုံးမဟုတ်ဘူး 咖啡不不，得快些嘛、啊！哎，路人叫我们送他们一杯的啦，让他们好喝，到底会？